မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွဲအပူချိန်ကတော့25ဒီဂရီရှိပြီးတော့30ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေရုရည်သွေးကယခုကနေနေ့လယ်7:00နာရီထိနှိမ့်ကျနေပြီးတော့မှ7:00နာရီနောက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ် ဒီနေ့တာလုံးတွေမနေ့ပိုင်းနဲ့မိုးလယ်ပိုင်းတွေမှာနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်တယ်။မြင့်ဆုံးပူချိန်ကတော့32ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝပြုချိန်လင်းပြားအောက်တိုဘာလ31ရက်တောက်ကြနေ2025တမာတရားစီလေ သူဤသက်တည်ဖြစ်၏။ဒီကချက်ရှင်ယောဟန်အိုဝါဒစာတတရဆောင်မှာခွန်အားယူစရာများအပိုင်းနဲ့ဖျက်ရင်ကျဉ်ကျဲ ရှင်ယောဟန်ဩဝါဒစာတတိယဆောင်ခန်းကြီးတိခန်းငယ်9မ35တင်းတော်ထံသို့မာစာကိုငါရေး၍ပေးလိုက်လေပြီသို့တော်လည်းအကမ်းမှုလှုပ်ခြင်းသောဒရောတရက်သည်ငါတို့အားအခွင့်မပေးထို့ကြောင့်ငါလာသောအခါသူသည်မိမိပြုတော်မူကိုမိမိတတိယစေခြင်းကငါပြုမည်ထို့သူသည် ယူစုသောစကားနှင့်ငါတို့ကိုကဲ့ရဲ့တည်တာမကကဲ့ရဲ့ခြင်းနှင့်စိတ်မပြေဘဲလျှင် ရီကိုတို့ကိုကိုယ်တိုင်လက်မခံလက်ခံကျင်သောသူတို့ကိုလည်းမြစ်တာ၍အသိန်းတော်တွေကနှင်ထုတ်တတ်၏အချင်းချစ်သူမကောင်းသောနီးကိုမလိုက်နှင့် ကောင်းသောနီးကိုသာလိုက်လောကောင်းသောချင်းကိုချင်းသောသူသည်ဖျားသခင်နှင့်ဆက်ဆိုင်၏မကောင်းသောချင်းကိုချင်းသောသူမူကားဖျားသခင်ကိုမသိမမြင်ရပြီလူပေါင်းတို့သည်ဒေမီထရီ၏တက်တည်ဖြစ်ကြ၏သမာတရားသည်လည်းသူ၏တက်တည်ဖြစ်၏ ငါတို့သည်လည်းထိုသူပဲ၌တက်တည်ခံကြ၏။ငါတို့၏တက်တည်ခံခြင်းသည်ဟုတ်မှန်သည်ကိုသင်တို့သိကြ၏။ငါရေးစရာအကြောင်းအများရှိတော်လဲမင်းနှင့်မင်းတန်ဖြင့်ရေးခြင်းကအလိုမရှိ။မကြာမမြင့်မီသင်ကိုငါတွေ့မြင်လင်ချင်းချင်းနှုတ်ဆက်၍စကားပြောမိဟုမျှော်လင့်လျက်နေ၏။သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ဆွေတို့သည်သင်ကိုနှုတ်ဆက်ကြ၏။သင်၌ရှိသောအဆွေတို့၏နာမည်ကိုထုတ်၍နှုတ်ဆက်လော့။ ကိုရောဤတမတရားအပြင်သူတို့ကိုတန့်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်တီတမတရားဖြစ်ပါ၏ဒီနေရာမှာတော့ရှင်ယောဟန်ကဒီမီထရီလို့ခေါ်တဲ့ယုံကြည်သူတစ်ယောက်ကိုချီးမွမ်းပြုမှဒရောထရက်ဆိုတဲ့သူရဲ့မကောင်းတဲ့ပြုမှုတွေကိုသတိပေးထားတယ်ခန်းငယ်9ကနေ10မှာဒရောထရက်ကခရိယန်ညီကိုတွေကို သူကိုယ်တိုင်လက်မခံဘဲနဲ့တခြားသူတွေကိုလည်းလက်မခံဖို့တားမြစ်ထားတယ်။ရှင်ယောဟန်တို့လိုအသင်းတော်ကောင်းဆောင်တွေကိုတော့မှယူဆတယ်၊ကဲ့ရက်တယ်။အဲ့လိုမျိုးကဲ့ရက်တာနဲ့စိတ်မပြေဘဲနဲ့တခြားသူတွေကိုလည်းလက်မခံဘဲနဲ့လက်ခံကျင်တဲ့သူတွေကိုလည်းတားမြစ်ပြီးတော့မှအသင်းတော်တွေကနေနင်ထုတ်တဲ့အထိကိုလှုပ်ဆောင်တယ်။ဒါကောင်းတဲ့အမှုကိုလှုပ်ဆောင်တာမဟုတ်ဘူးလို့သတိပေးတယ်။တနည်းအားဖြင့်ရှင်ယောဟန်တို့လက်ထက်မှာကတည်းက ဒရထရဆိုတဲ့သူတွေကဲ့သို့အတင်းတော်ရဲမှာတမတရားနဲ့ဆန့်ကျင်ပြီးတော့မှ ကိုယ့်ရဲ့ခံစားချက်တိုင်းလောက်ကင်ဆောင်ရွက်နေတဲ့သူတွေရှိတယ်။တင်းတော်ကိုမတရားအုပ်ချုပ်ကျင်တဲ့သူတွေရှိတယ်ဆိုတာကိုတွေ့ရတယ်။ခိုင်းငယ်ဆက်တက်မှာတော့မကောင်းတဲ့အကျင့်တွေကို မလိုက်လျှောက်ဘဲနဲ့ကောင်းတဲ့အကျင့်တွေကိုလိုက်လျှောက်ဖို့တိုက်တွန်းတယ်။ဘာကြောင့်လဲဆိုတော့ကောင်းတဲ့အကျင့်ကိုကျင့်တဲ့သူကဖျားနဲ့ဆိုင်တဲ့သူဖြစ်တယ်။မကောင်းတဲ့အကျင့်ကိုကျင့်တဲ့သူကတော့ ဖရားနဲ့မဆက်ဆိုင်တဲ့သူဖြစ်တယ်။ဘရောသက်တာမှာလည်းမကောင်းတဲ့သူရဲ့နီးလဲနေကိုလိုက်လျှောက်ဖို့ရမဟုတ်ဘဲနဲ့ကောင်းတဲ့သူရဲ့နီးလဲနေကိုလိုက်လျှောက်ဘရောမှာကိုယ်တိုင်သက်ရှင်ဖို့ဖြစ်တယ်။ဖရားနဲ့ဆက်ဆိုင်တဲ့သူဟာကောင်းတဲ့အကျင့်ကိုကျင့်နေဆိုတာကိုစိတ်ထဲမှာယုံကြည်စွဲလဲလောက်ကင်ဆောင်ရွက်ဖို့ရန်ဖြစ်ပါတယ်။ပိုင်းငယ်ဆက်နှစ်မှာတော့ဒေမီထရီဆိုတဲ့သူတယောက်ကြောင့်ကိုပေါ်ပြပြီးတော့မှလူတွေဟာသူ့ကိုထောက်ခံတယ် တမတရားကိုယ်တိုင်ကနေပြီးတော့မှသူ့ဘက်မှာမှန်ကန်တဲ့အကြောင်းကိုသက်သေခံတဲ့သူတယောက်ဖြစ်တယ်။အဲ့ဒီအပြင်ရှင်ယောဟန်တို့လိုအဝေးကအမှုတော်ဆောင်တွေလည်းသူ့ကိုသက်သေခံတယ်။အရောဒေမီထရီဆိုတဲ့သူဒီအနီးပါကကောအဝေးကကောတမတရားကကောသက်သေခံတဲ့သူတယောက်ဖြစ်သူဒီယက်တီရှင်သက်နေတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတော့ကိုတွေ့ရတယ်။ကျွန်တော်တက်တာမှလည်းကျွန်တော်ကောင်းမွန်စွာပြုမှု ရှင်သင်လောက်ကိုင်းတဲ့အခါမှာအားလုံးကကိုယ့်ရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နဲ့သက်သေခံမှာဖြစ်တယ်။ကောင်းမွန်စွာနဲ့ရှင်သင်လောက်ကိုင်းတဲ့သူသည်အနီးပါးကလူတွေရဲ့တောက်ခံမှုတက်တေကိုရသလိုဘုရားသခင်ကိုယ်တိုင်ရဲ့တက်တေတောက်ခံမှုကိုရရဲအမှုတော်ဆောင်တွေရဲ့တောက်ခံမှုတက်တေတွေကိုလည်းရရှိမှာဖြစ်တယ်။ဒါဟာခရိယံပိသားစွာသက်ရှင်ပြီးတော့မှဘုရားဘုန်းတော်ကိုထူးထင်ရှားစေတဲ့တက်တာဖြစ်ပါတယ်။ နောက်ဆုံးမှာရောရှယောဟန်ဒီသူတို့ကိုစာနဲ့ပြေပို့ပေးတာတဲ့လူကိုယ်တိုင်လာတွေ့ပြီးတော့မှနှုတ်ဆက်မယ်ဆိုပြီးတော့မှမျော်လင့်ချက်နဲ့သူဒီဒီစာကိုရေးပေးလိုက်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာဝရမြတ်စွာဘုရားသခင်နနတိုင်းကယူနာတော်တစ်ကိုခဲရတဲ့ကိုရဲတစ္ဆာတော်ကြီးမြတ်ကြောင့်ကိုဝန်ခံပါတယ်ဒီနေ့ရက်ဒီကိုရောဖန်ဆင်းတဲ့နေ့ရက်ဖြစ်တဲ့အတွက်ဒါမျိုးဝန်တာရှင်လန်းကြပါတယ် ဤတရက်တာလုံးကိုကောင်းကြီးပေးပါဒါမျိုးအမြင့်ဆုံးသောဘုရားရဲ့ခြေတော်ရင်မှာတော်ဝင်ခြင်းကပ်သုတောင်းပတနာပြုရတဲ့ခွင့်ကိုရရှင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မာမချမ်းတဲ့သူတွေဘရောခန္ဓာကိုယ်မှာဝေဒနာခံစားနေရတဲ့သူတွေတောက်ကဆင်းနေရတဲ့သူတွေကြီးမူသွေးနေရတဲ့သူတွေတက်ကင်နေရတဲ့သူတွေမကျမ်းမာတဲ့သူတွေအသီးအသီးကိုကိုရရှင် ကောင်းကြီးပေးပါဒီမနေ့နှုတ်ထလာတဲ့ခါမှာ ပဂတိကျမ်းမာတဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်နဲ့နှုတ်ထပြီးတစ်နေ့တာလုံးရှင်လန်းကျမ်းမာစွာနဲ့အသက်ရှင်လောကီနေထိုင်သွားနိုင်ဖို့ကောင်းချီးပေးပါစစ်ဘေးရှောင်မြောက်ကိုရရှင်ပါရှိပါထို့ထဲမှာကိုဝန်ဆောင်မိခင်နေအသက်ကြီးရွယ်ဦးရီမတန်ဆွဲနေလောကသည်တွေရှိပါကကောင်းသောသူတို့ကိုဆွေပွေးလျက်ပရရှင်ကိုရတိုင်ခွဲကလမ်းပြပို့ဆောင်တော်မူပါကိုရောသူတို့ပေါ်မှာဘာဘေးဆိုးတွေမှာထမရောက်စေဖို့ ကောင်းချီးပေးပါမေတ္တာရှင်ဖပြမြမပြည်ကြီးမှာမိတင်းနေထိုင်တဲ့သူတွေရဲ့ဆုတောင်းချက်သူတို့ရဲ့ဒုက္ခဝေဒနာတွေတွေးမြေကြခဲ့ရတာတွေအသက်တွေပေးသွားတာတွေမိသားစုတွေကြွေကွင်းရတာတွေကိုကိုရရှင် လက်ခံသိမှတ်တော်မူလျက်ကိုရနာညောင်းနဲ့တာမုတ်ကဘက်ကိုလဲလဲမြမပြည်ကြီးကိုကဲနှုတ်ကဲလွတ်ချမ်းသာခြင်းခွင့်ကိုမကြခင်ပြင်ဆင်ပေးပါမည်အကြောင်း ခင်ယေရှုခရစ်တော်ဖခင်၏နာမတော်မြတ်ကိုမြည်ပြုလေသနာခံသူတောင်းကြပါရဲ့ဖခင်အာမင်